မင်္ဂလာပါရှင်မိုက်ဂရန်တိုင်းမှကြိုဆိုလိုက်ပါရယ်ထိုင်းနိုင်ငံတောင်ပိုင်းမှာရွှေပြောင်းမြန်မာတွေအတွက်ထိုင်းစာတင်တန်းဖွင့်ပြီးဆိုတဲ့သတင်းအပအဝင်မိုက်ဂရန်တိုင်းရဲ့ဒီကနေ့မှာရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါရယ်ပထမဆုံးသတင်းအနေနဲ့မဲဆောက်မြို့မှာမြန်မာတအူးဖမ်းဆီးခြင်းခံလိုက်ရတဲ့သတင်းကိုတင်ဆက်ပေးမှာမယ်ထိုင်းနိုင်ငံတပ်ခရိုင်မဲဆောက်မြို့မှာတရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာတအူးနဲ့နိုင်ငံသားတအူးကိုဂျွန်လ23ရက်နေ့မနက်မှာဖမ်းဆီးမိခဲ့ကြောင်းတပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးကနေသတင်းထုတ်ပြန်ပါတယ် ဒီကနေ့မနက်10:00နာရီခွဲကမှာတောက်ခရိုင်လူဝင်မှုကြီးကြပ်ရေးရှုံးစုံစမ်းစစ်ဆေးရေးမှုတွေဟာမြန်မာနိုင်ငံသားအသက်25နှစ်အရွယ်တအူးနဲ့နိုင်ငံသားတအူးကိုမဲဆောက်မြို့နယ်အင်တာရာခီရီလမ်းပေါ်မှာဖမ်းဆီးခဲ့တာဖြစ်ပြီးသူတို့ကိုဥပဒေအရအရေးယူဖို့မဲဆောက်ရဲစခန်းစီပို့ဆောင်ခဲ့ရဆိုပြီးသတင်းရရှိပါတယ်အလားတူပါပဲဂျွန်လ22ရက်နေ့မှာမဲဆောက်မြို့မှာရှိတဲ့အသက် 43နှစ်အရွယ်ထိုင်းနိုင်ငံသားရဲ့နေအိမ်မှာလာရောက်တဲခိုးတဲ့မြန်မာနိုင်ငံသားတအူးကို24နှစ်ရည်အတွင်းလူဝင်မှုကြီးကြပ်ရေးရုံးကိုတရင်မပေးလို့ဆိုပြီးအရေးယူဖမ်းဆီးခဲ့ကြောင်းလည်းသိရပါတယ်။မဲဆောက်မြို့နယ်မှာသုံးမိတ်ဆိုင်ကယ်မောင်းတဲ့မြန်မာနိုင်ငံသားတွေနဲ့ထိုင်းလူမျိုးတွေရဲ့အလုတ်အကင်မှာဝင်ရောက်လုကင်နေတဲ့စပင်းရက်ဆိုင်များ coffee ဆိုင်များနဲ့ကုန်စုံဆိုင်တွေအပါအဝင်ဆိုင်ပေါင်း100ကျော်ကိုစစ်ဆေးအရေးယူခဲ့တဲ့ဆိုပြီးထိုင်းအစိုးရ CCTV ထိန်းချုပ်ရေးဌာနကကျွန်လ20ရက်နေ့မှာထုတ်ပြန်ပါတယ်။ တခိုင်လူဝင်မှုကြီးကြပ်ရေးရုံးစုံစမ်းစစ်ဆေးရေးဌာနထုတ်ပြန်ချက်အရမဲဆောင်မြို့နယ်မှာသုံးမိတ်ဆိုင်ကဲမောင်းတဲ့မြန်မာနိုင်ငံသား18ဦးကိုဂျွန်လ18ရက်နေ့မှာဖမ်းဆီးခဲ့ကြောင်းလည်းသိရရှိပါရယ်မဲဆောင်မြို့နယ်အတွင်းဤပိုင်များဖမ်းဆီးခြင်းသုံးမိတ်ဆိုင်ကဲမောင်းတဲ့သူများအားဖမ်းဆီးနေခြင်းအပါအဝင်ဈေးဆိုင်များကိုပါစစ်ဆေးဖမ်းဆီးနေရာကြောင်းတတိထားနေထိုင်သွားလာကြဖို့မဲဆောင်မြို့နယ်မြန်မာအချို့မှလူမှုကွန်ရက်မှာရှင်းတာဖော်ပြထားပါရယ် က်လက်ပြီးထိုင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား52ဦးကချနာပူရီမှာဖမ်းဆီးခံရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကချနာပူရီထောင်းဖဖုံဒေသမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား52ဦးကိုဂျွန်လ23ရက်နေ့ကထိုင်းရဲ့တပ်ဖွဲ့မှဖမ်းဆီးခဲ့ကြောင်းသတင်းရရှိပါရရှင်။ကျွန်းလာ22ရက်နေ့ညပိုင်းမှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအားတယ်ဆောင်လာတဲ့ကားတစ်စီး ဝင်ရောက်လာမှာဖြစ်ကြောင်းဒေသဆိုင်ရာအနာပိုင်အဖွဲ့တွေကသတင်းချိုရထားရလို့သိရပါတယ်။သူတို့ဟာတာခွန်းတို့ခြေရွာအုပ်စုအမှတ်၄ရွာမှာရှိတဲ့ဝက်ယူလုံဖုံးကြီးကျောင်းမှာစောင့်ဆိုင်ဖမ်းခဲ့ကြရတယ်လို့သိရပါတယ်။ဒီလိုစောင့်ဆိုင်နေတဲ့အချိန်မနက်၃နာရီအကျော်မှာအဖျူရောင် Isuzu Pickup Truck ကတစီဟာထောင်းဖပုံလမ်းစုံကိုဖျက်ကျော်ပြီးထောင်းပါပုံအဝိုင်းဘက်ကိုအချိန်ပြင်းစွာမောင်းနှင်ခဲ့တာကိုတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်စစ်စေးရဲ့အဖွဲ့ဟာရတံဖို့တားဆီးခဲ့ပေမဲ့ပန်းဆောင်အောင်လမ်းအတိုင်းထွက်ပြေးခဲ့ပြီးခဝိုင်နဲ့မြစ်ဘက်ကိုအစင်းမှာပွဲနှစ်နေလို့ ဆက်လက်သွားမရပဲမြန်မာလုံသားတွေကိုကားအတွင်းမှာဖမ်းဆီးမိကြတယ်ဆိုပြီးသိရပါတယ်အဲ့ကားပေါ်မှာမြန်မာနိုင်ငံသား42ဦးနဲ့အသက်40အရွယ်ရှင်မောင်းတို့ကိုဖမ်းဆီးခဲ့တယ်ဆိုပြီးသတင်းရရှိပါတယ်မြန်မာနိုင်ငံသားတွေဟာရှမ်းကုန်းမော်လမြိုင်ဖားကန့်မြို့မှာဖြစ်ပြီးမြန်မာထိုင်းနယ်စပ်ဆန်ကလာဘူရီတောလန်းကနေတဆင့်ဝင်ရောက်ခဲ့ကြောင်း သတင်းတွေအရသိရပါတယ်မြန်မာနိုင်ငံသား33ဦးဟာထိုင်းနိုင်ငံကနေမလေးရှားနိုင်ငံကိုဆက်သွားမှာဖြစ်ပြီးသူတို့ဟာပွဲစားကအနေနဲ့တအူးကိုဘတ်9500ကပေးခဲ့ရကြအောင်အမျိုးသမီး10ဦးကတော့ဘန်ကောက်ကိုသွားမှာဖြစ်ပြီးတအူးကိုဘတ်1000ခွဲကန့်ပွဲစားတွေကိုပေးခဲ့ရတယ်ဆိုပြီးတော့သိရပါတယ်အခုတော့မြန်မာနိုင်ငံသား41ဦးနဲ့ရှင်မောင်းကိုဥပဒေအရဆောင်ရွက်နိုင်ဖို့ထောင်းပါပုံကျဲစကန်ကိုပို့ဆောင်ခဲ့ကြအောင်ထိုင်းသတင်းတွေကနေရေးသားဖော်ပြထားပါတယ် ောက်ပိုင်းမှာရွှေပြောင်းမြန်မာရဲ့အတွက်အပီးဒီမှာထိုင်းစာတင်တဲ့ဝင်လှည့်ပေးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံတောင်ပိုင်းဖန်ကားခရိုင်တကွာပါမြို့နယ်ခိခက်ကြီးရွာထုံခမင်းဒေသမှာရှိတဲ့ရွှေပြောင်းမြန်မာကလေးများအထက်တန်းကျောင်း USC မှာဂျွန်လ22ရက်ကပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ရဲ့ထိုင်းစာတင်ကြားရေးအစီအစဉ်ဖွင့်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ အဖိဒီကကြီးမှုတဲ့ကျောင်းပြင်ပပညာရေးအစီအစဉ်ရဲ့တစိုက်တစ်ပိုင်းအနေနဲ့ထိုင်းစာသင်ကြားရေးအစီအစဉ်ကိုခွင့်လှစ်ပေးခဲ့တာဆိုပြီးသိရပါတယ်ဒီဖွင့်ပွဲမှာအဖိဒီရဲ့အမှုဆောင်ဒါရိုက်တာဦးထူးချစ်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီးရွှေပြောင်းအလုသမားများအတွက်ထိုင်းစာဟာအရေးကြီးကြောင်းနဲ့သင်တန်းပြီးဆုံးချိန်ထိတစိုက်မမတ်စူးစမ်းလှုပ်ဆောင်ကြဖို့ကိုလည်းတိုက်တွန်းပြောဆိုခဲ့ပါတယ်အဖိဒီရဲ့ကျောင်းပြင်ပပညာရေးအောက်မှာရှိတဲ့ထိုင်းစာသင်ကြားရေးအစီအစဉ်မှာလူပေါင်း54ဦးနဲ့စတင်ပြီးတော့ခွင့်လှစ်မှာဆိုပြီးသိရပါတယ် ရွှေပြောင်းအလုံသမားများရဲ့ပညာရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ကျောင်းတွင်းပညာရေးကျောင်းပြင်ပပညာရေးအစီအစဉ်တွေကိုစဉ်ဆက်မပြတ်ပံ့ပိုးနိုင်ရန်လဲစ조사လျက်ရှိကြောင်းပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FPD ထံကသိရပါဗျာ။ ောက်ဆုံးသတင်းအနေနဲ့ထိုင်းရှီရှားဆိုင်မှာမြန်မာအမျိုးသမီးနှစ်ဦးဖမ်းဆီးခံခဲ့ရပြီးပြန်ဖို့ခံရမှာကိုစိုးရိမ်ပြီးမြန်မာအမျိုးသမီးမှာငိုကြွေးခဲ့တဲ့ဖြစ်စဉ်ကိုတိဆက်ပေးပါမယ်။ထိုင်းနိုင်ငံကိုဖန်ငန်ကျောမှာရှိတဲ့တရားမဝင်ရှီရှားရောင်းချနေတဲ့ဆေးကြောက်ဆိုင်တဆိုင်ကိုရဲတပ်ဖွဲ့ကဝန်ရောက်ဆင်းငင်ခဲ့ပြီးအဲ့ဒီမှာအလုပ်လုပ်ကင်နေတဲ့မြန်မာအမျိုးသမီးနှစ်ဦးကိုဖမ်းဆီးခဲ့တယ်ဆိုပြီးထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။မြန်မာအမျိုးသမီးနှစ်ဦးနဲ့တအူးဟာမြန်မာနိုင်ငံသို့ပြန်ဖို့ခံရမှာကိုစိုးရိမ်ပြီးငိုကြွေးမှုဖြစ်ခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။သူဟာအရင်ကလည်းရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးပြည်နေတံပေးခံရမှာကိုစိုးရိမ်ခဲ့တာလို့သိရပါတယ်။ဒေသခံတွေရဲ့တိုက်ကြချက်အရခရီးသွားရဲတပ်ဖွဲ့ဟာဂျွန်လ16ရက်နေ့ညနေဘက်မှာတန်သက်စေး area မှာရှိတဲ့စေကြောက်ဆိုင်တဆိုင်ကိုဝင်ရောက်ဆစ်ဆီးခဲ့တာပါ။အဲ့ဒီဆိုင်ဟာခရီးသွားဧည့်သည်များထံကိုတရားမဝင်ရှီရှားရောင်းချတဲ့ဘားအနေနဲ့လှုပ်ဝှက်ပြီးဖွင့်လှစ်ထားတာပါ။စင်းနေမှုအတွင်းရဲအရာရှိတွေဟာအဲ့ဒီဆိုင်မှာအလုံလုံနေခဲ့တဲ့မြန်မာအမျိုးသမီးနှစ်ဦးကိုတွေ့ရှိခဲ့တာပါ အသက်42နှစ်အရွယ်မက်ဆန်နာဟာစိုက်တွင်းမှာရှိတဲ့ဖောက်သည်တွေကိုရင်းနဲ့ရှီရှားတွေဝန်ဆောင်မှုပေးရတာဖြစ်ပြီး28နှစ်အရွယ်မက်တန်နာကတော့ကောင်နာမှာဝန်ဆောင်မှုနဲ့ငွေကြေးကိစ္စတွေကိုကင်တွယ်ပေးတယ်လို့သိရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ2026ခုနှစ်မလ31ရက်နေ့အထိတက်တန်းရှိတဲ့တရားဝင်နိုင်ငံကူးလက်မှတ်နဲ့အလုံသမားအဖြစ်နေထိုင်ခွင့်ပါမစ်တွေရှိကြောင်းမဆန္ဒဆစ်ဆင်းနေတဲ့အချိန်မှာငိုကြွေးခဲ့ပြီးမြန်မာနိုင်ငံစီပြန်ပို့ခံရမှာကိုစိုးရိမ်ကြောင်းနဲ့ရဲရဲရှိတဲ့ဟာသူမကိုနှစ်သိမ့်ပေးခဲ့ရပြီးမိကုန်းတွေဆက်လက်မိခဲ့ကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်မဆန္ဒဟာအိဆိုင်မှာလေးလကြအလုံလုံကိုင်းနေရဖြစ်ပြီးတပတ်ကိုဘတ်3000ခန့်ရရှိကြောင်းဝန်ခံခဲ့ပါတယ်သူအရှိရှာတောက်တဲ့သူတွေကိုမင်းကြီးပေးတာဖောက်တဲ့တွေအတွက်ရှိရှာအရေးတွေကိုပြင်ဆင်ပေးတာအစ ားအတောင်များဝန်ဆောင်မှုပေးခြင်းနဲ့စိုက်တန်ရှင်းရေးတို့ကိုပြုလုပ်ပေးရလို့သိရပါတယ်။မတ်တနာကတော့ငွေကင်အဖြစ်လှုပ်လှုပ်ကင်ပြီးရုရှားစိုက်ပိုင်ရှင်စီနေစဉ်ရောင်းချရငွေဘတ်တပေါင်းမှ တပ်သားဝဲကန်ကိုလွှဲပြောင်းပေးခဲ့ရည်လို့ဆိုပါရယ်မြမအမျိုးသမီးနှစ်ဦးကိုသူတို့ရဲ့ခွင့်ပြုထားတဲ့လုပ်ငန်းနယ်ပယ်ထက်ကျော်လုံးလောက်ခိုင်မှုနဲ့အကောက်ခေါ်ရှင်းလင်းပြီးခြင်းမရှိသောကုန်ပစ္စည်းများအားရောင်းချမှုနဲ့အရေးယူရန်ဆွဲချက်တင်ခဲ့ကြောင်းလဲရဲတပ်ဖွဲ့ကဆိုပါရယ်အဲဆိုင်မှရှီရှားအရေးတုံးနဲ့ကွေကာဆက်တီကိုတိုက်စစ်ခဲ့ပြီးရုရှားဆိုင်ပိုင်ရှင်ကိုတရားစွဲဆိုရန်ဆွဲချက်တင်ထားမယ်ဆိုပြီးသိရပါရယ်ရှင်ဒီကနေ့တော့ရရှိထားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအပ်ဖို့ကျေးဇူးတူးပဲတင်ရှိပါရယ်ရှင်